မင်္ဂလာညချမ်းပါရှင်နေပြည်တော်မူလီဝတာနဲ့ဇလဗေဒညွှန်ကြားမှုစီဌာနမှာ2025ခုနှစ်စွန်လ12ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလီဝတာသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအမှုချိန်တွေကတော့နေပြည်တော်မှာ33ဒီဂရီဆယ်စီယပ်68ဒီဂရီဖာရန်ဟိုက်နဲ့ရှမ်းကုန်းမြို့နယ်မန္တလေးမြို့တို့မှာ32ဒီဂရီဆယ်စီယပ်60ဒီဂရီဖာရန်ဟိုက်စီတို့ဖြစ်ကြပါတယ်ဒီကနေ့ညနေ6နာရီခွဲအချိန် မိုးလဝတကျူတို့မှာဖန်ရရှိတဲ့ပုံအရာကက်ပလီပင်လည်းပြင်းနေပင်ကလားပင်တို့မှာတိမ်တက်မှာတိမ်လူထန်နေပါတယ်မြန်မာနိုင်ငံဘက်မှာကတော့ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ကရင်ပြည်နယ် AR တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားအနေအထားတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း ၊မုထေချောင်းခြင်း၊မိုးကျိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးတီကျွေးခြင်းစတဲ့မိုးလဝတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ချုပ်တင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကြာတာနေသားကြီးနဲ့ပြည်내များမှာတိမ်တင့်တမတိမ်နှုတ်ထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်စက်ခွင်30နှစ်ချိန်တိုက်တော်ချင်းများအရာတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဟူတစ်ဟာအနောက်မြောက်ဘက်သို့ဖြင်းညင်းစွာရွှေ့လျားလဲရှိပါတယ် အဆိုပါအပူပိုင်းမွန်တိုင်းဟိုတက်ဟာ73ရက်6လ2025ရက်နေ့မှာညောင်ရင်ရင်သောရွှေလျာပင်တရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖျက်ဆီးနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလင်အကောင်ရံမှာအားအလွန်ကောင်းနေပြီးကြံဘင်္ဂလားပင်လယ်မှာမုတ်တုံလင်အားအနည်းငယ်မှာအတင်းတင်းရှိနေပါတယ်။မြမပင်လယ်ပြင်မှာမြဝကျွန်းပေါ်မုတ်တမာကွေမွန်းတနင်းသာရီကဲရန်တရှောင်းနဲ့ ကန့်လွန်ပေးလိုက်ပြီးတော့မှရှင်ဖန်ရန်ကမိုးသက်လေးပြင်းများချက်ရောက်ပြီးလိုက်ကြည့်ပါမယ်မိုးသက်လေးပြင်းကြစဉ်ရှင်ပြင်းပြင်းလေးဟာတနအိကုန်မိုင်30မှ35မိုင်ထိတက်ခတ်နိုင်ပါတယ်လိုင်းမြန်မာမြို့ဝကျွန်းပေါ်မုတ်တမခွေမွန်းတနေနိုင်ကန်ရတဲ့ရှောင်းနဲ့ကန့်လွန်ပေးလိုက်ပြီးတော့မှကိုးပေမှာဆက်တပေးကန်ရှိနိုင်ပါတယ်ကျန်းမြန်မာပင်လေးပြင်းမှာလိုင်းတင့်တင့်ရှိပါမယ်လိုင်းမြန်မာရခိုင်ကန်ရတဲ့ရှောင်းနဲ့ကန့်လွန်ပေးလိုက်ပြီးတော့မှ6ပေမှာ10ပေကန်ရှိနိုင်ပါတယ် နှစ်ဖြန့်မွန်တဲ့ချင်းဒီခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျးစကနက်ဒေသကြီးအထက်ပိုင်းနေပြည်တော်ကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာစစ်စစ်နေချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကနက်ဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးအေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြောင်းမှုထစ်ချုံရွာပြီး မခွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းပဲခူးတိုင်းဒေသကြီးအေရာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရွေးမိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့အနီတဝိုင်းမနှက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာပါမယ်။ အမြင့်ဆုံးငွေကြေးမှာ33ဒီဂရီဆယ်စီယံ၊ကိုယ်စိတ်ဒီဂရီဖာရဟိုင်းနဲ့အနိုင်ဆုံးငွေကြေးမှာ25ဒီဂရီဆယ်စီယံ၊89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ရှန်ကုန်မြို့နယ်နေတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းကြမှာမိုးတစ်ကြိမ်နှစ်ကြိမ်တစ်ကြုံရွာပါမယ်။အမြင့်ဆုံးငွေကြေးမှာ33ဒီဂရီဆယ်စီယံ၊ကိုယ်စိတ်ဒီဂရီဖာရဟိုင်းနဲ့အနိုင်ဆုံးငွေကြေးမှာ25ဒီဂရီဆယ်စီယံ၊89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်ဒီတဝိုင်းမနှက်ပြန်အတွက်မိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာွက်ကြောင်းမိုးထစ်ကြုံရပါမယ်။အမြင့်ဆုံးမူချိန်မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရဟိုင်းနဲ့အနှိမ်ဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယံ89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။နောက်နေရာတွင်ခံမှန်းချက်များအနည်းငယ်ကတော့ပုဂ္ဂိုလ်ရနေသားကြီး၊ရန်ကုန်နေသားကြီး၊အေယာရီတနေသားကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတနေသားကြီးတို့မှာမိုးပို့လာပါမယ်။ အထူးမိုးလေဝသတင်းဒီကနေ့မြန်မာစံတော်ချိန်16:30နာရီချိန်တိုင်းထွာခြင်းများအရာကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံလင်းအားကောင်းရာမှာအားအလွန်ကောင်းနေခြင်းကြောင့်လကောင်းအရှိဘက်မှာရွေလျလာတဲ့လေပွေလိုက်မြရဲ့အရှိန်ကြောင့်လကောင်းဒီကနေ့ညနေမှာ18ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရခိုင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ် ၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စိမ်းမှနေရာနှံပြမိုးထစ်ကြုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးပါမယ်။မြဝကျုံပေါ်မုတ်တမခွေမွန်တနင်္သာရီကန်ရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပင်တို့မှာရှမ်းပန်းရခမိုးတက်လေပင်များကြရောက်ပြီးလိုင်းကြီးပါမယ်။မိုးတက်လေပင်ကြစဉ်ရေပြင်းပြင်းလေးဟာတနအိုင်ကိုမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါတယ်။ လိုင်းမြမမြဝကျွန်ပေါ်မုဒမကွင်မွန်းတနင်္သာရီကဲရန်တရှောင်းနဲ့ကဲလွပင်းနယ်ပြင်တို့မှာကိုဗေမှာဆက်တပေးကန်ရှိနိုင်ပါတယ်အကြံပြုချက်သို့ဖြစ်ပါ၍မိုးတီးတန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုပစ်ခြင်းလျှက်စီလက်ခြင်းမိုးတီးကျွေးခြင်းလျှက်ရတဲ့ပြန်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘီအန်အေများဖြစ်ပေါ်နိုင်မှာသဖြင့်အဆိုပါဒေတာများရှိကုန်မြေဒေတာအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြုံမှုအန္တရာယ် ညငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်တည်ပြုရှောင်ရှားနိုင်ပါရန်နဲ့ပြည်တွင်းရေချောင်းသွားလာရင်းနဲ့လေချောင်းပြန်တမ်းရင်းနေဖြင့်လဲကြိုတင်တည်ပြုနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ညာ9နိုင်ချိန်ထုတ်ပြန်တဲ့မူလဝတ္ထုသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်